မင်္ဂလာပါ Talk Shop Liberty YouTube Channel ကနေ ပြန်လည်ပြီးတော့ကြိုဆိုပါရစေဒီကနေ့ကျွန်တော်တင်ဆက်ပေးနေတဲ့ဆရာအောင်သိန်းရဲ့ကန့်ကူလက်လဲဆိုတဲ့စာအုပ်ထဲကတက္ကသိုလ်ဆိုတဲ့ဆောင်းပါးကိုဆက်လက်ဖတ်ပြမှာဖြစ်ပါတယ်အားပေးနားဆင်ကြပါအောင်ခင်ဗျာတက္ကသိုလ် ကြသေးမီကစာတအုပ်ကို ကောက်ပြီးဖက်လိုက်မိတော့ကြောင်းဤတကတော်ဟူသော ဆောင်းပါးကိုရေးလိုစိတ်ပေါက်လာမိခြင်းဖြစ်ပါသည်ကျွန်တော်ဖက်လိုက်မိသောစာအုပ်မှာမဟာဝိတုတာယာမနိကာယသာသနာဝင် ဖြစ်ပါသည်ပခောက်ကူမျိုးမဟာဝိတုတာယာမအကြောင်းတိုက်ကြည့်နေဆရာတော်ကြီးများတန်ဃာတော်ကြီးများဤတမိုင်းစဉ်ဟုဆိုကြပါသော ကျမ်းပြူသူမှာအရှင်ကေလာတဘီအေဂုံတူသာသနာတဇတိရိပဝရဓမ္မာစရိယကနဝါစက ဖြစ်ပါသည်ဖတ်နေရင် ကျွန်တော်ပုံမစိတ်ဝင်စားလာမိသည်ကမြမဖုံးတော်ကြီးကြောင့်များဤဖွဲ့စည်းတီထောင်ကြပုံ ဖြစ်ပါသည်ထို့ထို့သော ကျမ်းတက်ကျမ်းပြူစရာတော်ကြီးများသည်ဤမြကြီးမာသောသာသနာအဖွဲ့အစည်းကြီးကိုမိတို့ဖွဲ့စည်းထိန်းချုပ်သည် မိတို့ပညာပို့ချပေးသည်တပီကောင်းများမိတို့မွေးထုတ်ကြသည်ဟူသောအချက်များကိုစိတ်ဝင်စားလာမိခြင်းဖြစ်ပါသည်ထို့ကြောင့်ဤမဟာဝိတုတာယာမကျောင်းတတ်ကြီးစတင်ပေါ်ပေါက်လာပုံကို လေ့လာကြည့်လိုက်တော့ခါဆရာတော်ကြီးပါမောက်ခချုပ်ကြီးအရှင်ကန္ထတာရထေကိုအကြောင်းခံကြောင်းတွားပြီးတွေ့ရပါသည် အရှင်ကန္ထတာရထေကို အကြောင်းခံခဲ့ရပုံအကျဉ်းမှာဤသို့ဖြစ်ပါသည်ရေစကြိုဆရာတော်ဘုရားကြီးဟူထင်ရှားသော အရှင်ကန္ထတာရထေဤခမဲတော်မဲတော်တို့မှ ရောမြို့ဝင်ကြီးဥနိုဤတာဥလူပူနှင့်ဒေါ်မင်းခဲတို့ဖြစ်၍1194ရွှေဘုံမင်းလက်ထက်တွင်ပခန်းကြီးမျိုး အလဲကံတိုက်ဝင်ညောင်ပင်ရွာ၌ဖွားမြင်သည်ငယ်မီမောင်ထက် ဆတ္တနှစ်သားအရွယ်တွင် အလေကံမင်္ဂလာကြောင်းဆရာတော်ထံအဆန်၅နှစ်တွင်တာမဏေဝမိဘများကြောင်း ဖြစ်သည်ရွာတို့ရွှေဖြစ်သည်ရွာဆေယာဘုံသားကြောင်းဆရာတော်ဥဟာစာရထံတွင်ပညာစစ်သင်အသက်ပြည့်လျင်ယဟန်ပေါင်တဲငါဝါအသက်အစိတ်ကံရှိသောအခါရေစကြိုမြို့ရှိဆရာတော်ဥဝရတန်ဘောဒီထံဆက်လက်ပညာသင် ထို့နောက်စင်တဲအရှင်အိန္ဒာတဗ္ဗထံသို့တွားရောက်ပညာဆက်ထိုမြနှင့်အာမရနိုင်သောကြောင့်မိမိဆရာတော်များထံခွင့်ပန်ကြပြီး မန္တလေးမြို့သို့တွားရောက်ကာနတ်ရဲတောင်သာသနာပိုင်ဟုကြော်သောသောဆရာတော်ဖျားကြီးဥယေရထံတပည့်ခံပြန်သည်ဤသည်တို့ကိုတင်ပြနေသည်မှာပညာစည်းပူရ၌မယောင်ရဲနိုင်သော ပါမောက္ခကျုပ်ကြီး ပင်ရင်းစိတ်တဘာဝကို စာဖတ်သူတို့ရိပ်စားမိစေလိုသောကြောင့်တင်ပြနေရခြင်းဖြစ်ပါသည်။ယာဓုလိုခြင်းလိုမဟုတ်ကြောစောခြင်းလိုမဟုတ်စွမ်းကွန်းကြောင်းစေလက်ကောင်းဖောဖောတည်တည်လိုခြင်းလိုမဟုတ်ပညာကိုတက်ခြင်းလိုသာသနာတော်ကို မျက်နှာလွန်းလို့ကိုစူးစားခြင်းဖြစ်သည်သာသနာကိုချစ်သည်ပညာကိုချစ်သည်ဟုပဲဆိုလိုက်ကြပါစို့ဤသို့သော ပါမောက္ခမျိုးက တီထောင်လိုက်သည့်ကြောင်းအဘယ်မှာမကောင်းနိုင်ပဲ ရှိပါတော့မည်နီသူကိုစာတင်ကြပို့ချလိုက်တော့နရဲတောင်သာသနာပိုင်ကလည်းမိတို့သောဆရာမျိုးဤကြည်ပါအောင်ကျမ်းပြုဆရာအရှင်ကေလာတဤအရေးသားတိုင်းဖော်ပြလိုက်ပါမည်နရဲတောင်သာသနာပိုင်ဆရာတော်ဘုရားကြီးသည် ယဟန်တော်ရာပေါင်းများစွာဝန်းရံလျေကေတရာစာချင်းသိမင်းပမာထိုင်လျေပရိယတ္တိပို့ချစဉ်ကန္ထတာရမီသောငါဤတပိတာသည်လေပါသောပစ္စည်းကိုမငဲ့မညာမူ၍အလူခံမလိုက်ပဲသာသနာတော်ကိုစောင့်ရှောက်လိမ့်မည်ဟုမိန်ကွန်ဟွေချီတော်မူခဲ့ဘူးသည်သာသနာပိုင်ဆရာတော်ကလည်းဤသို့ဂုံတူးပေးလိုက်သည်မှာမင်းကြီးမင်းသားဖြစ်သောကြောင့်မဟုတ် ဝင်ကြီးမှုကြီးသာ ဖြစ်တော့ကြမဟုဆရာတော်လောင်းလျာဤပညာနှင့်ဇာရိတ်တကြောင့်သာလျင် နမိတ်ဖက်လိုက်ကြောင်းထင်ရှားသည် စင်ဆက်အပြင်တကယ့်တော်သားလေးတယောက်မျှသာမဟုတ်ပါလားသာသနာပိုင်ဆရာတော်ဖျားကြီးကသူ၏ပညာကိုတိတိအားလျော်စွာမူလပဏာတအလကထာနိုင်တရားကို ပြုစုရမည်ဟုမိကြသည် ထိုနိုင်တရားကို ရေသာပြုစုနေခိုက်မှာပင် မင်းတုံးမင်းကြီးနှင့် ဤပြေခေါင်ကြီးတို့ကဒီညိုတော်မူလာသောကြောင့်ရာဇဂုရုမင်းစီအားဘွဲတစိတ်တော်ကတ်လူပြီးလင်တီချာတိုက်တော်ဆောက်၍လှူဒန်းလိုပါကြောင်းလျှောက်ထားလာကြသည်မင်းပေါ့ဇိုးဝင်ဂုံပကာတနကို လုံးဝတတ်မှတ်ခြင်းမရှိသည့်ဆရာတော်ကထိုလူကို မြတ်တော်မူခဲ့သည်ထို့ကြောင့်တစ်စိတ်ကျောင်းတိုက်အတွင်းမှာပင်ကျောင်းတစ်ဆောင်ဆောက်လုပ်ပြီးလှူဒန်းခဲ့ရသည် မင်းဆိုးရာဇာတို့ကိုပင်တော်လဲ တီတီမှန်မှန်ကြီးနေတတ်သောဆရာတော်၏စိတ်နေသဘောထားကိုသိကြသဖြင့်ជីညိုပင်ជីညိုလှတော်လဲဝင်းကြီးမှုကြီးမြို့သားမြို့ဝန်တို့မှအနာတို့တိတ်မကန်ဝင်ပဲရှိကြသည်ဟုဆိုပါသည်တီဘောမင်းလက်ထက်သို့ရောက်သောအခါတွင်လည်းမင်းတရားကဆက်လက်ကိုးကွယ်သည်ပင်ဖြစ်သည်ထို့တော်လဲ1247တွင်ရေစကြိုမြို့သို့ပြန်ကြွတော်မူသည်ရေစကြိုမှပကုတ်ကူမြို့သို့ပြောင်းရွှေ့ပြီး စာချတော်မူပြန်သည် ယခုတော့ကအားထားလောက်သောတပည့်ကြီးများလည်းပေါ်ထွန်းလာခဲ့လေပြီထိုအခါတွင်ဥဆံပေါ်နှင့်ဒေါငွေတင်ဆိုသောစတိမောင်နှံနှစ်ဦးကเจ้าဆောက်လူတန်းလိုပါကြောင်းရှောက်ထားသည်တွင်ငါကအသက်လဲ80ရှိပြီငါ၏တပည့်ကြီးများ သဘောတူညီလျင် ဆောက်တော်ဟုမိန့်ကြားလိုက်သည်ဤသို့အပြင်ဤเจ้าတိုက်ကြီးပေါ်ပေါက်လာခဲ့ရသည်ဆရာတော်ကြီးလုပ်ပုံကို ကြည်ပါအောင် ပရိယောစွမ်းစဉ်စသောဟုကပရိယောဒီကဆွန်ကျွေဟိုဘက်နားလူဒီဘက်နားကရှင်ပြူဆိုတာမျိုးကိုဘယ်တော့မှ ကိုယ့်အလို့ဟုသဘောမထားစာပေပို့ချမှုကသာ အာယုံပြုသည်တက်တော်84လောက်တွင် ရွှေဆက်တော်သို့ဖျားဖူးကြသည်ပခောက်ကူမှမင်းဘူးသို့တင်းပေါခီ မင်းဘူးမှစကုသို့ကားနှင့် စကုမှရွှေဆက်တော်သို့လှဲနှင့်ကြွာရမည် ရေလန်းခီအသွားပြန်ဆိုတော့စာပေပို့ချမှု စာဝါအတော်ကလေးပြည့်ရတော်မီဆရာတော်ကဘာလုပ်သည်ထင်သနည်းသူစာဝါပို့ချနေတော့ရဟန်းတော်အားလုံးကိုပါတိမ်ကြုံခေါ်သွားပြီးတင်းပေါ်ပေါ်မှာလဲစာဝါမပြည့်ပို့ချသွားသည်ဒီလိုပါမောက်ခမျိုးကတီထောင်လိုက်တော့တက္ကသိုလ်မျိုးဘယ်မှမမြင်ပဲရှိနိုင်ပါတော့မည်နီ နဲ့ရဲတောင်သာသနာပိုင်းကဇီယာတော်အားဘိုးပုံအလဲတွင်ဂုံတူးညွှန်းခဲ့ကြောင်းအထက်တွင်ဆိုခဲ့ပါပြီ။နောက်ခါကျတော့အရှင်တုံတရာဆိုသောပဇင်းငယ်ကိုဇီယာတော်ကိုယ်တိုင်ကအားရတော်မူလှသောကြောင့်သင်္ကန်းကြီးတစ်ထည်ကိုပေးစွန်လိုက်ပြီးငါရှင်သာသနာကိုနဲ့ရဲတောင်သာသနာပိုင်းနဲ့ငါတို့များနဲ့မချာအလားတူစောင့်ရှောက်ရမည်ပြည်တော်ကကိုစ조사တင်ယူရမည်ဟုမိန့်ကြားတော်မူလေသည် နောက်ခါထိုပစင်းငယ်သည်ပင်လျင်မဟာဝိတုဒ္ဒရာမအကြောင်းတည်းကြီးအဓိပတိဆရာတော်အရှင်သုံဒရမဟာထေဖြစ်လာပြန်ပါလေသည်ထိုဆရာတော်သည်လည်းပကန်းနေပကန်းဆောင်ကျေးရွာဇာတိတောသားကလေးပါပဲထိုထိုသောဆရာတော်ကြီးများ တပည့်မွေးကြပုံကိုကျွန်တော်အလွန်ကြိုက်မိပါသည်ဒီနောက်မှာတော့ဖြင့်မဟာဝိတုဒ္ဒရာမတိုက်ခွဲတွေအမျိုးမျိုးအရွာရွာ၌ပေါ်ပေါက်လာလိုက်သည်မှာ ညစွာပင်ရှိနေကြပါလိမ့်မည်။မဟာဝိတုဒ္ဒယာမအကြောင်းတိုက်ကဆရာတော်တန်ဃာတော်များပညာသင်ကြားပုံကိုကြည်လိုက်တော့မိမိတို့ကျောင်းမှသာလေမကမန္တလေးတို့လည်းသွားလိုက်သေးသည် မုံရွာတို့လည်းရောက်လိုက်ကြသေးသည်ရန်ကုန်တို့လည်းစုံတော်မူလိုက်ကြသေးသည်ပညာကောင်းရနိုင်ဆိုသောနေရာမျိုးကိုမရောက်ရအောင်သွားပြီးပညာကိုယူကြသည်ဆရာတော်ကြီးများကလည်းမိမိတို့တပည့်ရန်တော်များကို တရက်တကြေးတို့ ပညာသင်သွားရောက်ကြရင်မေတ္တာရက်ခံလွာ သစ္ဆိုင်ရာចောင်းတိုက်တို့ပါပြီးဆေလွတ်တော်မူကြသည်ဤသို့အပြင်အရှင်ကန္ထတာရထေတီထောင်ခဲ့သောမဟာဝိတုတ္တရာမចောင်းတိုက်ကြည်သည် စီပင်ဝါပြောလာခဲ့ရပေသည်ဆရာတော်သည်1986တွင် ပြန်လွန်တော်မူသည်ထိုနောက်ငါးနှစ်ခန့်အကြာတွင် မန်းလေဆရာတော်ဖရာသည်ရေလန်းခီးနှင့်ပသိမ်မြို့သို့အသွာ ်ပခောက်ကူမြို့သို့ဝင်ရောက်ပြီးဆရာတော်ကြီး အသက်ရှိစဉ်ကကျင်းဆက်ခဲ့သည်ညောင်ဆောင်တော်ကို၃ချိန်တိုင်တိုင် ရိုသေစွာကြော့ခဲ့သေးကြောင်းကိုဖတ်လိုက်ရတော့ကျွန်တော်မှာကြည်ညိုခြင်းကြည်နူးခြင်းဝမ်းသာခြင်းစသည်တို့ဖြင့်ခြင်းထဲမှာနှင့်သွားမိလိုက်ပါသေးသည်ဤတို့လျင်ကျောင်းတိုက်ကြီးဟူသော စကားလုံးကိုခဏခဏဖတ်မိနေရင်ကျွန်တော်လဲကျွန်တော်တို့ ရန်ကုန်တက္ကသိုလ်ကျောင်းတိုက်ကြီးကိုပြန်ပြီးတတိယမိပြန်ပါတော်သည် တိုက်ဆိုသည်မှာအစုအဝေးပင်ဖြစ်ပါသည်ရှေ့ခက်ကတုံးသောတိုက်တကြီးဆိုသည်မှာကျေးရွာအစုအဝေးတစ်ခုကိုအုပ်ထုပ်ရသောတကြီးကိုခေါ်ခြင်းဖြစ်ပါသည်တန်ငါတော်ကျောင်းတိုက်ကြီးတစ်ခုတည်းတွင်ကျောင်းပေါင်းများစွာရှိပါသည်ထို့ကြောင့်တရတော်ကျောင်းတိုက်ဇေယဝတီကျောင်းတိုက်ဝေလူဝံကျောင်းတိုက်စသည်ဖြင့်ခေါ်ကြခြင်းဖြစ်ပါသည် University ဆိုဒီမှာလဲကောလိပ်ကျောင်းအစုအဝေးပင်ဖြစ်ပါသည်ရှေ့ခက်ကရန်ကုန်တက္ကသိုလ်ရန်ကုန်ကောလိပ်နှင့်ယူဒတန်ကောလိပ်ကိုပေါင်းပြီး University အဖြစ် ဖန်တီးလိုက်တော့ဆရာကြီးဥဖေမောင်တင်ကမြမာတို့၏ပညာရေးစနစ်အတုံးနှုံးအတိုင်းရန်ကုန်တက္ကသိုလ်ကျောင်းတိုင်းဟုပင်ကင်ပွန်တက်လိုက်ပါသေးသည်ရန်ကုန်တက္ကသိုလ်ကျောင်းတိုင်းမဂ္ဂဇင်းဆိုဒီကိုကျွန်တော်ခုထက်တီမှတ်မိနေသေးသည် ထို့နောက်တွင်မှရန်ကုန်တက္ကသိုလ်အောက်တွင်မန္တလေးကောလိပ်ဆေးကောလိပ်အင်ဂျင်နီယာကောလိပ်စသည်ဖြင့်ကောလိပ်တွေများစွာတိုးတက်လာသည်အားလုံးမှာရန်ကုန်ယူနီဗာစီတီအောက်တွင်ပင်ရှိခဲ့ကြသည်ဘွဲ့ကိုလည်းရန်ကုန်တက္ကသိုလ်တွင်ရှိဘွဲ့နှင်းတပင်မှပဲလာပြီးယူကြရသည်ဆရာတော်တန်ဃာတော်ကြီးများကဲ့သို့ပင်ပညာတော်သောအကြောင်းသားများကိုရွေးချယ်၍ရဲဝေးမြေချအင်္ဂလန်စသည်တို့ကို ပညာတော်တင်များဖြင့်ဆေလွတ်ပေးခဲ့ကြသည်ရှေးကဆရာတော်ကြီးများကမိမိအားစက်ခံမိသူများကိုမိမိမျက်ကွယ်မပြုမီပညာခိုင်မာအောင်တေချာပြောထောင်ပေးကြသည့်ဤတူဆရာကြီးဥဖိန်မောင်တင်တို့သည်လည်းပြုစုပြောထောင်ပေးခဲ့ကြသည်ထို့ကြောင့်ပင်ကျွန်တော်တို့တိတ်ပံမောင်ဝကိုရလိုက်သည်ဇော်ကြီးကိုရလိုက်သည်မင်းသူဝင်ကိုရလိုက်သည်နှရဲတောင်သာသနာပိုင်းကြီးက အရှင်ကန္ထသာရအာမူလပနာတအထကထာနေတယပြုရမည်မိမ့်လိုက်တကယ်သောဆရာကြီးဥဖေမောင်တင်ကလည်းသူတပည့်တွေကိုမိန်ကြသည် ထို့ကြောင့်ခက်ဆန်းကို ကျွန်တော်တို့ရလိုက်ပြန်သည်ဤဒီမှာကျွန်တော်ယဉ်ပါနေသည့်မြမစာပေဘက်ကိုသာဆိုလိုက်ခြင်းဖြစ်ပါသည်တိတ်ပန်နှင့်အခြားသောပညာရများကိုလှမ်းကြည့်လိုက်လျင်လေထိုနည်းတူပင် တွေ့ရမည်ဖြစ်ပါသည် ျွန်တော်မျက်စိရောက်တွင်တွေ့လိုက်ရသည်ကိုလည်းပြောလိုက်ရပါဦးမည်။ဆရာစောကြီးသည်သူအငိမ့်စားမယူမီအစောကြီးကလေးကပင် သူ့နေရာကိုစက်ခံပြီးဥတော်ကောင်းကို အကြနာပြင်ဆင်သွန်သင်ပေးခဲ့သည်။ဆရာနှင့်ဥတော်ကောင်းတို့နှစ်ယောက်သာညှိညှိနိုင်နိုင်တိုးတိုးတက်တာပြောနေကြပုံကိုယခုဤစာကိုရေးနေရင်ပင်မြင်ရောင်မိပါသေးသည်။ထို့ကြောင့် ရန်ကုန်တက္ကသိုလ်ဤဘိုးစာကြီးတိုက်ကြီးမှာဆရာဇော်ကြီးမရှိတော့တော့လေဘာမျှအချိန်အဟုန်မပြတ်ဆက်လက်ကြီးပွားနေမြဲဖြစ်လာရသည်ထိုနည်းတူဆရာမင်းသူဝင်သည်လေသူဤဌာနမှဆက်ခံမိသူများကိုအစောကြီးပင်ပြင်ဆင်လေ့ကျင့်ထားပေခဲ့သည်ဤသည်တို့မှာကျွန်တော်ဤမျက်စိအောက်တွင် တွေ့ခဲ့ရသောပညာရှင်တို့ဤအမှုအရာပင် ဖြစ်ပါသည်ထိုအရာများကိုပြန်ပြီးတွေ့ကြည့်လိုက်တော့အော် မာဝိတုတရာမကြောင်းထိုက်ကြည့်လိုပါပဲကလားဟုအောက်မေ့လိုက်ပါသေးသည်။သို့မဟုတ် University ဆိုတာကြီးကလည်းငါတို့မြန်မာပြည်ကမဟာဝိတုတရာမကြောင်းထိုက်ကြည့်လိုပါပဲကလားဟုတွေးမိပြန်ပါသည်။ယခုတော့ပြင်ကျွန်တော်တို့ငငယ်တုန်းကလို မဟုတ်တော့ပြီ။ကောလိပ်တွေအနှံ့အပြားထူထောင်ပြီး ဖြစ်နေပါပြီ။ပညာတော်သောဉာဏ်ထက်သောအကြောင်းသားများကိုရက်ဝေးမြေချသောပညာသင်ဆေလွှတ်ပြီး မြို့ဆက်သက်တိုးရအောင်ကညာအရင်အနီခိုင်ဖြီးစွာညှောက်နယ်နိုင်တော့မည်ဟုအတိတ်ကောင်း နမိတ်ကောင်းယူလျက်ဆုတောင်းနေမိပါသည်ဟုတ်ကဲ့ပါခင်ဗျာဆရာအောင်တင်းရဲ့တက္ကသိုလ်ဆိုတဲ့ဆောင်းပါးကတော့ဒီမှာပဲပြီးပါပြီခင်ဗျာနောက်လာမယ့်ဆောင်းပါးများကိုလည်းဆက်လက်စောင့်မျှော်အားပေးနှาศင်ကြပါအောင်ခင်ဗျာ အဘိနာစင်ကြတဲ့သူပေါင်းကိုစိတ်နှပြကျမ်းမာချမ်းသာပြီးဘေးရန်ကင်းကွာတဲ့နေ့လေးပိုင်ဆိုင်ကြပါစေကျွန်တော်ကတော့တင်ဆက်သူဂျင်မနိုင်ဖြစ်ပါတယ်ခင်ဗျာ